ပါဝင်မှုခံကန္တာနဲ့ပတ်သက်ပြီးတော့မှဒီစီယုံလှုပ်ဆောင်မှုအခန်းကန္တာတို့၎င်းပူပေါင်းပါဝင်ဆောင်ရွက်နေတဲ့ အခက်ခန္ဓာတွေရှိတယ်ပေါ့နော်ဆိုတော့ကျမတို့အအမြင်မှုအနေနဲ့ကျမတို့ကြည့်မယ်ဆိုလို့ရှိရင်တော့အလွားနလွားကိုကျမတို့ကြည့်လို့ရပါတယ်ပေါ့နော်မြေပြင်မှာခကြတော့အမျိုးသမီးတွေကတော်တော်များများမြေသမီးခွင့်ရေးတွေတော်တော်လေးနားလည်လာတဲ့အနေထားတွေရှိတယ်ပြီးတော့မှဒီအာဒီအောက်ခြေအလွားမှာခကြတော့ဒီအမျိုးသမီးတွေပူပေါင်းပါဝင်ရမယ်ဆုံးဖြတ်ချက်ချတဲ့ခက်ခန္ဓာမှာလည်းအမျိုးသမီးကိုထက်သွေးရမယ်ဆိုတော့ဟာတွေကဒီတွွင်းကျကျတွေဖြစ်လာတဲ့အနေအထားမျိုးတွေဖြစ်တယ်ပေါ့နော် stakeholder အလွား မာလို့ကျမတို့ပြောမယ်ဆိုလို့ရှင်နိုင်ငံတော်အစ်မပဲပဲပြောကျမတို့ပြည်နဲ့အစ်မပဲပဲပြောမြို့သူမြို့ဘူပေါင်းပါဝင်မှုခံကန်တာတွေအများကြီးတုံ့မြင့်လာတဲ့အနေအထားတွေရှိခဲ့ပါတော့ပြီးတော့မှတစ်ဖက်မှာကလည်းဒီအမျိုးသမီးပါဝင်ရမယ်ဆိုတဲ့ခံကန်တာတွေကလည်းအမျိုးသားကအမျိုးသမီးတွေကရောဒီရခင်ကသက်ဆိုင်အများကြီးနားလည်လက်ခံလာတဲ့အနေအထားတွေရှိခဲ့ပါတော့ဆိုတော့အဲကျမတို့ဆက်ပြီးတော့မှဟိုအိမ်တိုက်အားတိုက်နဲ့ဘူပေါင်းပါဝင်ဖို့ပဲလိုအပ်နေတယ်ဆိုတဲ့အနေအထားမျိုးတွေကျမတို့တွေ့ရပါတယ်ပေါ့နော်စိန်ခေါ် မှုအနေနဲ့ခါကြတော့ဒီကျမတို့မြေပြင်မှာကဒီလက်ရှိအနေသာတိပေါ့နော်အဓိကကတော့အမျိုးသမီးတွေဟာဒီ အဲ့တွေးမှာပဲနေရမယ်ဆိုတော့စိန်ခေါ်မှုတွေကဒီနေ့ဒီချိန်ထိကဒလိထုံတန်းတွေကဒီရှင်တန်နေဆဲပဲပေါ့နော်အမျိုးသမီးတွေကိုဒီဒီနေ့ပဲအသိပညာပေးဒီကနေ့ပဲအမျိုးသမီးတွေကစွမ်းရည်ချက်ချင်းတိုတဲ့တယ်ဆိုတဲ့အနေအထားမျိုးတွေကမရှိဘူးပေါ့နော်ဆိုတော့ရှိမနေနိုင်ဆိုတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီတွဲကြောင့်လို့ကျမတို့အများကြီးစိတ်ရှည်တည်ခံရတဲ့အများကြီးအသိပညာတွေထပ်ခါထပ်ခါတွေပေးနေရတဲ့အနေအထားမျိုးတွေရှိတယ် stakeholder အပါအဝင်ပဲပေါ့နော်ဆိုတော့ကျမတို့ဒီ advocacy point to point အနေနဲ့ကိုကျမတို့စီယုံတဲ့ခါမှာဆိုလို့ရှိရင်တခါတည်းကိုကျမတို့ပြောလိုက်တဲ့မထီရောက်နိုင်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့ထခါထခါစီယုံလို့ဆိုရတယ်ထခါထခါတိပညာပေးရတယ်ထခါထခါပြောဆိုဆွေးနွေးနေရတယ်ဆိုတဲ့ပုံစံလေးတွေ ဟိုရှိတယ်ပေါ့နော်ဆိုတော့အတိတ်ကလည်းအဲ့ဒီအကြောင်းရင်းကလည်းဒီကျမတို့အာအမျိုးသမီးပေါ်မှာဖိနှိပ်နေတဲ့ခွဲခြားဆက်ဆံနေတဲ့ဒလိထုံတန်းတွေကဟိုရှင်တန်ကြီးဆိုနေလို့ပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ကျမတို့ရဲ့အတိတ်ကစင်ခေါ်ချက်ဖြစ်တယ်ပေါ့နော်ဒုတိယတစ်ချက်အနေနဲ့ကကျတော့အမျိုးသမီးကိုကောက်ွယ်ပေးတဲ့မြင့်တင်ပေးတဲ့ဥပဒေတွေကမရှိတဲ့ဟာကလည်းကျမတို့တွေ့စင်ခေါ်ဖြစ်တယ်အထူးသဖြင့်ဒီလက်ရှိအာဒီဆေးအနာတင်ပြီးတဲ့နောက်ပိုင်းမှာကအမျိုးသမီးပေါ်မှာကျူးလွန်မှုတွေ ခွဲခြားဆက်ဆံမှုတွေပြီးလို့ရှိရင်တော့အမျိုးသမီးပေါ်မှာဖိနှိပ်မှုတွေကလည်းဟိုပို့ပြီးတော့မှများပြားလာတဲ့အတွက်ကြောင့်မလို့ kait တွေ့ဖြစ်ရှင်းနိုင်ဖို့အတွက်ကလည်းဟို best stakeholder မှအဲ့ဒီဟာကိုအာရုံစိုက်ပြီးတော့မှ kait တွေ့ဖြစ်ရှင်းဖို့အတွက်ကဟိုရှိမနေပေါ့နော်ဆိုတော့နိုင်ငံရေးခန့်ခန္ဓာကိုပို့ပြီးတော့မှစဉ်းစားတယ်အမျိုးသမီးရဲ့ခန့်ခန္ဓာကိုအဒုတိယတတိယဦးစားပေးတဲ့နေရာပုံစံမျိုးလေးတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ ကျွန်မတို့ဒီအမျိုးသမီးအခမ်းကဏ္ဍတွေလှုပ်ရှားဆောင်ရွက်တဲ့အခါမှာစိန်ခေါ်မှုတွေပို့ပြီးတော့မှဖြစ်ပွားစေတဲ့အနေအထားဖြစ်ပါတယ်ဆိုတော့ကျွန်မတို့ရည်ရွယ်ချက်ရည်မှတ်ချက်ကကျွန်မတို့အာကယန်းဒေတာကိုအတိကဥတည်တဲ့ကယန်းမျိုးသမီးစီရင်တဖွဲ့ထဲနဲ့တော့ကျွန်မတို့ဆောင်ရွက်မယ်ဆိုရင်ကျွန်မတို့ခီးကတိထက်ပို့ပြီးဝေးမယ် အဲပြီးတော့မထီအောင်မှုတအားနည်းမယ်ပေါ့ဆိုတော့ကျွန်မတို့ကျွန်တော်ကျွန်တော်တို့ယီမန်ချက်ချင်းတူတဲ့ကျွန်တော်တို့မဟာမိတ်အင်အားစုတွေကျွန်တော်တို့ရှာရမယ်ပေါ့နော်ယီမန်ချက်ချင်းတူတဲ့မဟာမိတ်အင်အားစုနဲ့တူပူပေါင်းဆောင်ရွက်မှပဲကျွန်တော်တို့သွားလို့တဲ့ဒီခီးကအမြန်ရောက်နိုင်မယ်ပြီးတော့မထီအောင်အကောင်မှုတွေဖြစ်မှာဖြစ်တယ်ပေါ့နော်အဲ့ဒါတို့ကြောင့်မလို့ကျွန်တော်တို့ကယီမန်ချက်ချင်းတူတဲ့မဟာမိတ်တွေကိုကျွန်တော်တို့စူးစမ်းပြီးချိတ်ဆက်ရတာပေါ့နော် ဆိုတော့အဲ့ညမှာသူတို့ပြတမတို့ကဒီအဲဒီအတိုင်းသားတွေအားလုံးလူလာတဲ့ဒီအဖရဒီမိုကရေစီပြောင်းဆိုဒီဆောက်ရေးအပြင်ကျမတို့ကဒီစနစ်ကိုပြောင်းလဲမှာပေါ့အာနာရှင်စနစ်ကနေဒီဖရဒီမိုကရေစီတိဆောက်တဲ့စနစ်သွားမှာဖြစ်တယ်ပြီးတော့မှဟိုဟာရကြီးဆိုးတဲ့စနစ်ကနေပေါ့နော်ဒီပပျောက်ပြီးတော့မှဒီမျိုးသားမျိုးသမီးတွေရဲ့ဒန်းသူရေးကိုသွားတဲ့ပြုပြင်ပြောင်းလဲမစနစ်ကိုကျမတို့ကသွားလို့တာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ကျမတို့ပြုပြင်ပြောင်းလဲလို့စနစ်မှာအတူသွားနိုင်မဲ့ ခီးသွားဖို့ပေါ့နော်ဒီမဟာမိတ်အားစုတွေကိုကျွန်တော်တို့ချိန်ဆက်ဆောင်ရွက်နေရမှာ ဒီတိုင်းရင်းသူအမျိုးသမီးတွေနဲ့စုဖွဲ့ထားတဲ့အမျိုးသမီးများဖွဲ့ချုပ်မြန်မာနိုင်ငံကိုကျွန်တော်တို့သွားပြီးတော့မြင်မိလိုက်တယ်။ဆိုတော့အမျိုးသမီးများဖွဲ့ချုပ်မြန်မာနိုင်ငံ WB ကဒီတိုင်းရင်းသူအမျိုးသမီးတွေနဲ့သူစုဖွဲ့ထားပြီးတော့မှဒီမန်းချက်ပန်းတိုင်တွေကကျွန်တော်တို့နဲ့တတ်သူတထက်ထဲကြတဲ့အမျိုးတစ်ခုတည်းသောအမျိုးသမီးနိုင်ငံရဲ့အင်အားစုဖွဲ့ဖြစ်တယ်ပေါ့နော်။အဲအတွက်ကြောင့်မလို့ကျွန်တော်တို့ကအမျိုးသမီးများဖွဲ့ချုပ်မြန်မာနိုင်ငံမှာအဖွဲ့ဝင်ဖွဲ့ဖြစ်ဖို့အတွက်ကျွန်တော်တို့ကြိုးစားခဲ့တယ်။အဖွဲ့ချုပ်မှာပေါ့နော်အဖွဲ့ဝင်ဖွဲ့စည်းဖြစ်ပြီးနောက်ပိုင်းမှာကျွန်တော်တို့အများကြီးမျက်စိပွင့် ာပွင့်ခဲ့တယ်အဓိကတော့ယူမန်ချက်ချင်းတူတယ်ပန်းတိုင်တူတယ်ပြီးတော့မှကျွန်တော်တို့လက်ချင်းအတူထိတ်ဆက်ဆောင်ရွက်မှပေါ့နော်ကျွန်တော်တို့ဒီ umbrella ပေါ့ tea guy လို့မျိုးပေါ့နော်တစ်ခုနဲ့တစ်ခုထိတ်ဆက်မှပဲကျွန်တော်တို့ကအာလုံခြုံတဲ့အာပတ်ဝန်းကျင်ပြီးတော့မှကျွန်တော်တို့လူလာတဲ့ယူမန်ချက်ကိုရောက်ရှိမှဖြစ်တယ် ဝီစီယုံကို2008ခုနှစ်ဇန်နဝါရီလ3ရက်နေ့လိုက်ကော်မြို့မှာစတင်ဖွဲ့စည်းတည်ထောင် ခဲ့ပါတယ်ပေါ့နော်အဲ့လိုစတင်ဖွဲ့စည်းတည်ထောင်တဲ့အချိန်မှာဒီဒီတွင်းမှာရှိတဲ့ဒီတွင်းမှာလည်းနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ကျမတို့ထိုင်းနဲ့ဆက်မန်းဆောင်မြို့မှာပဲပြန်ပြီးတော့အခြေဆိုင်ပြီးတော့မှလှုပ်ရှားဆောင်ရွက်ခဲ့တာပေါ့လေနော်အညီလာခံကတော့၃နှစ်တချိန်ပြုလုပ်တာရှိပါတယ်ပေါ့နော်လက်ရှိအချိန်ဒီမှာကျတော့ကျမတို့ဒီကရမ်းမြို့တွင်းဝီစီယုံကတော့အာစုံထားခြင်းမြောက်လာခံပြီးတော့တွားနေတဲ့အနေအထားဖြစ်တယ်ပေါ့နော် ဆိုတော့ဒီညီလာခံမှာကျတော့ဘာတွေလုပ်လဲဆိုရင်ကျမတို့ဒီဖွဲ့စည်းပုတ်အခြေခံစီမင်းစည်းကမ်းတွေကိုအပြင်ဆင်တယ်ပြီးတော့မှကျမတို့ဒီဘဟုကော်မတီအစ်တွေကိုရွေးကောက်တင်မြောက်ပြီးတော့ခန့်အပ်တာတွေရှိတယ်ပြီးတော့မှဒီမူဝါဒတွေနဲ့ပတ်သက်တာတွေအတူပြုတာတွေရှိသလိုရှေ့လုံးငန်းစီမံကိုရေးဆွဲထားတာလည်းအပြုလုပ်တာလည်းရှိပါတယ်ပေါ့ အဓိကကတော့ဒီကရန်နယ်လေးနယ်ဖြစ်တဲ့ဒီရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်ပေါ့နော်ပြီးတော့မှဒီကရပြည်နယ်ဒီမော့ဆိုနဲ့မကော်မြို့နယ်ပေါ့နော်ပြီးတော့မှဒီကရင်ပြည်နယ်မြောက်ပိုင်းတန်တောင်ချင်းမြို့နယ်နဲ့ဒီနေဘရကောင်စီနယ်မြေပြင်မနာမြို့နယ်ကိုအခြေပြုတော့မှကျွန်တော်တို့ဒီဖွဲ့စည်းခဲ့ပါတယ်ပေါ့နော်အာပြီးတော့မှအဓိကဖွဲ့စည်းတဲ့ရွေချက်တော့9ချက်ရှိပါတယ်ပေါ့နော်ဒီမတ်စ်အနေနဲ့ပေါ့နော်အမျိုးသမီးများရဲ့ဒီ နိုင်ငံရေးစွမ်းရင်မြင့်မားလာစေဖို့ပေါ့နော်ဒါနံပါတ်၁တစ်ချက်ပါပေါ့နော်ပြီးတော့ချက်နံပါတ်၂အနေနဲ့ကတော့ဒီအဲဂျမတန်းသူရေးခွင့်ရေးတွေကိုပေါ့နော်အဲလက်ခံကျင့်သုံးတက်လာဖို့ဆိုပြီးတော့မှရည်ရွယ်ထားပါတယ်ပေါ့နော်အဲရည်ရွယ်ချက်နံပါတ်၃အနေနဲ့တော့ကျွန်တော်တို့ဒီရှင်တန်လွတ်မြောက်လာတဲ့အမျိုးသမီးနဲ့ကလေးသူငယ်တွေကိုပေါ့နော်အဲဥပဒေအထောက်ပံ့ ဖြစ်တရားမျှတမှုရရှိလာဖို့ဖြစ်ပါတယ်ပေါ့နော်အာရွက်ချက်နံပါတ်၄အနေနဲ့ပြောရမယ်ဆိုရင်ပေါ့နော်ကျမတို့ဒီကယန်မြူတမီစီယုံအနေနဲ့ပေါ့နော် Federal Democracy အရေးခြေခံလူခွင့်ရေးငြိမ်းချမ်းရေးနဲ့ဒီမြူတမီခွင့်ရေးတွေကိုမြင့်တင်ဖို့ဖြစ်ပါတယ်ပေါ့နော်အာဒီရွက်ချက်နံပါတ်၅အနေနဲ့ပေါ့နော်ကျမတို့ဒီကယန်မြူတမီစီယုံကလုပ်ငန်းအောင်မြင်ဖြစ်ဖို့တိုးတက်စေဖို့အတွက်ပေါ့နော်ရပ်ဖက်အဖွဲ့အစည်းတွေ နောက်ပြီးတော့အစိုးရမဟုတ်တဲ့ဖွဲ့စည်းတွေပြီးတော့အစိုးရဖွဲ့ရင်နဲ့လက်တွဲပူးပေါင်းဆောင်ရွက်သွားဖို့ဆိုတော့ရွေထားပါတယ်ပေါ့နော်။ရဲချက်နံပါတ်6အနေနဲ့ကတော့ကျွန်တော်တို့ဒီအရန်စာပေနဲ့ယဉ်ကျေးမှုအာထိန်သိမ်းပြီးတော့မှပုံမမြင့်မလာစေဖို့ဆိုပြီးတော့မှတက်ဆိုင်ရာမဟာမိတ်နဲ့ပူပေါင်းလှုပ်ဆောင်သွားမယ်ဆိုတာရှိပါတယ်။အဲယူရချက်နံပါတ်9အနေနဲ့ပေါ့နော်ကျွန်တော်တို့ green ပြီးအတွင်းမှာရှိတဲ့ဒီထိရှလွယ်လူထုတွေရဲ့အဲအရေးပေါ်ကာလပြောင်းလဲထူထောင်ရေးနဲ့နောက်ပိုင်းကာလလူသားချင်းစာနာထောက်ထားမှုကူညီပေးလုပ်ငန်းတွေကို အဲတုတ်ပြန်ဆောင်ရွက်မှုတွေပေးဖို့ဆိုပြီးတော့မှကျမတို့ရွက်ချက်ခုနှစ်ချက်လို့ကျမတို့ထားရှိခြင်းဖြစ်ပါတယ်ပေါ့နော် ဒီရွက်ချက်ခုနှစ်ချက်ပေါ်အခြေခံပြီးတော့မှကျမတို့လုပ်ငန်းစဉ်ချမှတ်ထားတာရှိပါတယ်ပေါ့နော်အဲ့ဒါတော့ဘာလုပ်ငန်းစဉ်တွေဖြစ်လဲဆိုရင်နံပါတ်၁လုပ်ငန်းစဉ်ဖြစ်တဲ့အမျိုးသမီးနဲ့နိုင်ငံရေးဆွေးရင်မြင့်တင်ရေးလုပ်ငန်းစဉ်ရှိပါတယ်နံပါတ်၂လုပ်ငန်းစဉ်ကအမျိုးသမီးနဲ့ငင်းချင်ရေးလုပ်ငန်းစဉ်ဖြစ်တယ်အဲနံပါတ်၃လုပ်ငန်းစဉ်အနေနဲ့ကအမျိုးသမီးများပေါ်အကြံဖက်မှုကကွယ်တားစီရေးလုပ်ငန်းစဉ်ဖြစ်ပါတယ်ပေါ့နော်အဲဒီလုပ်ငန်းစဉ်နံပါတ်၄အနေနဲ့ကကြတော့ဒီကရမ်းစာပေနေရင်ချင်းမှုထိန်းသိမ်းမြင့်တင်ရေးလုပ်ငန်းစဉ်ဖြစ်ပါတယ်ပေါ့နော်နံပါတ်၅လုပ်ငန်းစဉ်ကတော့လူသားချင်းစာနာထောက်ထားမှုကူညီပေးရေးလု ပ်ငန်းစဉ်ဆိုတော့ကျမတို့လုပ်ငန်းစဉ်9ရက်ကိုကျမတို့ထားရှိထားပါတယ်ပေါ့နော်အခွင့်အရေးနေနဲ့ဒီအနာဂတ်မှာပေါ့နော်ဒီအမြင့်ချမ်းပြီးတော့ဖွံ့ဖြိုးတိုးတက်တဲ့လူပေါ်တိဒီဆောက်တဲ့နေရာမှာပဲဖြစ်ဖက်ဒရယ်ဒီမိုကရေစီကိုဒီဆောက်တဲ့နေရာမှာပဲဖြစ်ဖြစ်လူသမီးတွေရဲ့ပါဝင်မှုကအရေးကြီးတယ်ဆိုတာကိုလက်ခံယုံကြည်ထားတယ်။ဒါကြောင့်ပေါ့နော်ဒီအရေးကြီးတဲ့အခန်းကဏ္ဍတောင်းမှာအမျိုးသမီးတွေရဲ့ အပါဝင်မှုတွေဆောင်ဖြတ်ချက်ခြားတဲ့ခံကန္တာတွေမှာ MVP တွေပြပြဘဝပေါင်ဖို့ကျွန်တော်တို့ဒီအနာဂတ်မှာမျှော်လင့်တယ်အခုတွင်မှာကာလာဒီဖက်ဒရယ်ဒီမိုကရေစီစနစ်ပုံစံမျိုးနဲ့ဘယ်လိုမျိုးလဲကျင့်သုံးထားလဲလို့ပြောရင်တော့ဘယ်လူမျိုးကိုတမတ်ထားတဲ့ကန့်တတ်ထားတဲ့ဟာမျိုးတွေမရှိဘူးနော်လူမျိုးဆိုတော့ကျမတို့အခေါ်တယ်လက်ခံထားတယ်ပြီးတော့ဒီဘာသာရေးခွဲခြားထားတာလည်းမရှိဘူး အဲ့လိုလေးနဲ့ကျွန်တော်တို့ဒီ federal semi sponsor မျိုးကိုကျွန်တော်တို့တောင်းတယ်ပြီးတော့တခြားအလူတင်ရေး super တွေနဲ့လည်းကျွန်တော်တို့ပူးပေါင်းလုပ်ဆောင်တယ်တခြားစီဇေယျဆိုတဲ့နဲ့လည်းကျွန်တော်တို့လုပ်ငန်းလုပ်ဖို့တူတူလုပ်ဆောင်တာတွေရှိတယ်။ဒါကြီးတဲရဲ့ support တက်ဆိုတော့အမှုအခါရဲ့အထတာတွေလည်းလာပေးသွားတယ်ပေါ့နော်။အဲအဲ့ဒါလည်းကျွန်တော်တို့တက်ဆိုအခုချိန်ထိကျွန်တော်တို့အသုံးပြုတယ်။ကျွန်တော်တို့တက်လည်းဟိုလိုဆိုအလုံးအသုံးဝင်ပါတယ်ပေါ့နော်။တချို့အရာတီးတွေဆိုကျွန်တော်တို့ဆိုငွေထမ်းမှာပဲနေရတဲ့ အချိန်လေးရှိခဲ့ပေါ့နော်အဲ့ဒါကိုဒီ QW ကလာပြီးတော့မှအခုညပန်ပြေးပြေးတော့တချမလည်းအလွန်ဝမ်းသာတယ်ကျွန်တော်တို့လည်းအလွန်ပေါ့ဒီအကျိုးရှိရပေါ့နော် Do you remember?